Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပါမပူတေအီအီလေးကိုမှအချိုးစားကိုပုံမှန်ထက်ပို့ပြီးတော့ခက်မှများလေးလှုပ်စားဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဖြိုးဟာဗီဒီယိုလေးနဲ့တကွာတခါတည်းတင်ပြထားပါရယ်နော်ကဲဒါဆိုလှုပ်နေလေးကိုသိရအောင်ဖြိုးရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးရှင် ပါမဆောင်တုံမဲ့အိုထဲကိုတခြားဓမင်းစာဆုံးနဲ့လေးဆုံးစာလက်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ရေလေးနှဲငယ်ကိုထည့်ပေးတာနဲ့တခြားလေးတွေပြောပြီးတော့အယောင်လေးရဲလာတဲ့အထိပေါ့နော်ကြိုးသွားပေးလိုက်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်တော့အချိုးစာကိုဖြိုးတာပုံမှန်ထက်ပိုပြီးတော့လုပ်ဖြစ်ပါတယ်ပုံမှန်လုပ်စာနဲ့ကြားဆိုလို့ရှိရင်တိုက်စာမဝဘူးပေါ့နော်ဒါကြောင့်ဖြိုးထည့်ထားတဲ့တခြားလည်းပုံမှန်ထက်ပိုများသလိုပေါမုံလည်းပုံမှန်ထက်ပိုများမယ်ပေါ့နော် ကဲတကြားလေးရဲလာပြီဆိုလို့ရှိရင်တော့ဖြိုတို့ပူတင်ထဲမှာခွက်လေးတဲကိုလောင်းထည့်ပေးလိုက်ပါမယ်ပြရနဲ့တကြားရည်လေးတွေနှက်သွားအောင်ပေါ့နော်အခုလိုမျိုးလေးခွက်လေးကိုလှုပ်ပေးထားလိုက်ပါရရှင်ဒီပေါမပူတဲလုံနေလျာဆိုလို့ရှိရင်အရန်လွယ်တယ်လို့လည်းပြောလို့ရတယ်ပေါ့နော်ဒီတိုင်းပဲပေါင်းဖြစ်စီတွေထည့်ပြလို့ရှိရင်ရောကျိတ်မယ်ပြီးရင်ပေါင်းရုံပဲပေါ့နော်ဒီမောက်လေးကတော့လွယ်ကူသလောက်အရန်လဲစားလို့ကောင်းပါတယ်ပြရနဲ့ကျိတ်မဲ့ဆက်ထဲကိုဖြိုးပါပေါမကိုချက်ကိုညှက်ထည့်ပေးလိုက်ပါရရှင် ီမှာဆိုလို့ရှိရင်တော့ဖြိုးပါမော့ကိုချက်ကိုတုံထားတယ်ပေါ့နော်ဖေးရနဲ့ချက်ဥလေးလောက်လောက်ကိုပါဖောက်ထက်ပေးလိုက်ပါတယ် ချက်အိုးကိုဖောက်ထည့်ပေးရမယ်။တခြားထမင်းစားဆုံးနဲ့လေးဆုံးစားလောက်နဲ့ဒီ노စီကိုထမင်းစားဆုံးနဲ့နှဆုံးစားလောက်ကိုထည့်ပေးလိုက်ပါရရှင်။အခုဖြိုထည့်ထားတဲ့အချိုအချိုစားဆိုလို့ရှိရင်တော့အရသာကအရင်ကောင်းပါတယ်ရှင်။လုံးဝကွက်တိပဲပေါ့နော်။တကယ်လို့အချိုတိုက်မစားတဲ့သူဆိုလို့ရှိရင်တော့တခြားကို short ထည့်ပေးနိုင်ပါတယ်။ပြရနဲ့စားလေးနှင်းငယ်ကိုထည့်ပြီးတော့မုတ်တူမှာသုံးပြုနေကြဗနီလာနဲ့မွေးရည်လေးနှင်းငယ်ကိုပါထည့်ပေးလိုက်တယ်။နောက်ဆုံးကြမှာနွားနို 900ml ကိုထည့်ပေးလိုက်ပါရရှင်။ ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့လုံးဝညက်သွားတဲ့အထိချိန်သွားပေးလိုက်ပါမယ်နော်ကဲဖြိုးလို့ချိန်သွားပေးလိုက်တာအာလုံးလည်းညက်သွားပြီဆိုတာနဲ့ဖြိုးတော့တခါတယ်ဒီပူတင်းထဲမှာခွက်လေးထဲကိုပေါ့နော် လောင်းထပ်ပေးလိုက်ပါတယ်ရှင်ဒီနေရာမှာမဟုတ်သားကိုဒီထက်ပူချောချောလေးလုပ်ချင်တယ်ဆိုလို့ရှိရင်တော့စကားလေးနဲ့အစင်စစ်ချပေးနေပါတယ်နော် ပြောရတော့အိမ်မှာကိုယ်တိုင်လောက်စားတာဖြစ်တဲ့အတွက်စကားနဲ့မစစ်တော့ဘူးပေါ့နော်ဒီတစ်ခါတော့ပြရနေပြောကအပေါ်မှာခဲဘက်လေးနဲ့အုပ်ပေးလိုက်ပါတယ်ခဲဘက်နဲ့အုပ်ပေးရမယ်ဒီထုတ်လေးနဲ့ပေါ့နော်အပေါက်လေးနဲ့ဖောက်ထားပေးလိုက်ပါတယ်ရှင်ပြီးရင်တော့ပပွဲဆူတဲ့ရင်တွေအိုးပေါ့မှာပြောကတနိုင်နဲ့မိနစ်30လောက်ပေါ့နော်ထည့်ပြီးတော့ပေါင်းထားပေးလိုက်ပါတယ်။ပေါင်းတဲ့ချိန်မှာဆိုလို့ရှိရင်လည်းမီအေးလေးနဲ့ပဲပေါင်းသွားပေးလိုက်ပါတယ်ရှင်။ ဒီတစ်ခါလောက်တိုက်မှုအချို့စားရလည်းများတော့လေဖြူကပုံမှန်ထက်ပိုပြီးတော့ကြကြလေးပေါင်းပေးလိုက်ပါတယ်စုစုပေါင်းဆိုလို့ရှိရင်တော့ကြာချင်းတနိုင်နဲ့မိနစ်20လောက်ကြာပါတယ်ရှင် ကဲဖြိုးတော့ပေါင်းသားပေးလိုက်တာတနင်္ဂနွေနေ့မိနစ်20လောက်ရပြီဆိုတာနဲ့ဖြိုးကမဟုတ်တာချက်မချက်ကိုတုတ်လင်းနဲ့ထိုးဆန်လိုက်ပါထုံးနဲ့ထိုးလိုက်လို့တုတ်လင်းမှာမုန့်နှိလေရကတ်ပါမလာဘူးဆိုလို့ရှိရင်တော့ဖြိုးရဲ့ပူတင်လေရတော့ချက်ပြီပေါ့နော်ချက်ပြီဆိုလို့ရှိရင်တော့သူ့ကိုပြင်ထုတ်မယ်ပြီးရင်တော့ဒီခွက်နဲ့မုန့်နဲ့မကတ်ရအောင်ပေါ့နော်ဒါလေးနဲ့အခုလိုမျိုးလေးဒါရလေးပြပေးလို့ရှိရင်တော့အပြင်ထုတ်ပြီးလို့ရှိရင်ကိုစိတ်ကြိုက်တုံချီသေးလေးဖြတ်ပြီးလို့ရှိရင်တော့တော့ဆောင်းနိုင်ပါပြီရှင် ဖြစ်ပါတယ်တစ်ခါတော့ဒီအရှိလိုက်လေးတွေလှိထားရတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ဒီပုံပုံစံလေးပဲမြက်လင်းနေတော့လေဆက်ဆန်းလေးဖြစ်အောင်လို့ဒီအရှိလိုက်လေးတွေလှိထားပေးလိုက်ပါတယ်တွေ့သားလေးဆိုလို့ရှိရင်အေးပြီးတော့ပေါ့နော်မွေးပြီးတော့ချိုဆက်ပြီးအရန်လက်စားကောင်းပါတယ်ကဲခုဆိုလို့ရှိရင်တော့လွယ်ကူရွှေရှင်ပြီးတော့အရန်နဲ့မှစားလို့ကောင်းတယ်ဖြိုးရဲဘောင်မပူတဲ့အီလေးရတော့စားဖို့အဆင်သင့်ဖြစ်နေပါပဲရှင်စားလို့လည်းအရန်ကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမယ်လို့ညွှန်လိုက်ပါတယ်ရှင်ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနော်ဒါဆို ဖြစ်ရတဲ့ဗီဒီယိုတစ်တည်းမှာပြန်ဆုံကြမယ်နော်အားလုံးပဲဘိုင်ဘိုင်